မင်္ဂလာပါဘာမားရီဗော်လူရှင်းမှကြိုဆိုပါရမြောင်းကရမသောတရင်တပုံးနေနညိမ့်ရဲ့နောင်ရှုံမှာစစ်မှုတပ်တားနေဦးနဲ့စစ်သားတအိုးတို့တနက်တလက်ယူဆောင်လာပြီးအလင်းဝင်ဆိုတဲ့တရင်ကိုကင်စက်ပေးပါတရင်လိုက်တိုင်းညိတ်ခရံအရှိဆိုင်ခါလာရတစ်၃ညတော့တရင်မှာစစ်မှုတပ်တားတအိုးနဲ့စစ်သားတအိုးတို့တနက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြတရင်လိုက်မြို့နယ်တိတုကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတအိုးကပြောဆိုပါတယ် စတေမာရ28ရက်နေ့နဲ့အော်တိုဘာရ2ရက်နေ့တို့မှာမြိတ်ခရိုင်အစီဆိုင်ခလာရ133တက်ရမစစ်မှုတန်းတပ်သားတအူးနဲ့စစ်သားတအူးတို့ဟာတနက်တလက်ယူဆောင်လာပြီးတရင်ဆိုင်မျိုးနယ်ဤသူကာကွယ်ရေးအဖွဲ့အကာပတဆက်သွယ်ပြီးတော့အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်အလင်းဝင်ရောက်လာတဲ့နှစ်ဦးကိုဂုံပြုစုဝင်ရှင်းပြဖို့ရှိပါတယ်ကျွန်တော်တို့တင်းလျှောက်တဲ့ရှင်းပြဖို့ရှိပါတယ်လို့ဤသူကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ် MA2 တနက်တလက်ကြီပေါက်လေးခုကြီ160တောင်းတို့ကိုယူဆောင်လာခဲ့ကြောင်းလက်ရှိချိန်မှာ၎င်းတို့ကိုနှွေးထွေးစာကြိုးဆိုလက်ခံထားကြောင်းဆက်လက်ပြီးတော့ပြည်သူလူထုဘက်ရက်တီတို့ဘက်ကတင်းနေတဲ့အတိုင်းစစ်ဌာနချုပ်ရဲ့တရင်တက်ွက်များနီးဆက်ရတော်လန်ရေးတက်များတဲ့အမြဲတမ်းကူပေါင်းကြရင်တိုက်တွန်းလို့ကြောင်းတင်းနေတဲ့အတိုင်းစစ်ဌာနရဲ့တရင်တက်ွက်များတဲ့လန်ဒန်နဲ့အတူအလင်းဝင်ရောက်လာပါကထိုက်တန်စွာဂုံပြူရှင်းမြင့်သွားပြီဖြစ်ကြောင်းသိရှိရပါတယ် အလားတူချမ်းပြည်နယ်လောင်ရှုံမြို့နယ်မှာလည်းစစ်မှုထမ်းတပ်သားတို့အလင်းဝင်ခဲ့ကြောင်းကြောင်းမဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ ထောက်ပို့ရဲပေါ်မတ်ရွှေကျူးကပြောဆိုပါတယ်အော်တိုဘာလ19ရက်နေ့မှာလောင်ရှုံမြို့နယ်အတွင်းတရားပြင်ဆင်နေတဲ့စစ်တပ်စစ်ကြောင်းကလိုက်ပါလာတဲ့နမ်လန်မြို့အရှိဆိုင်ခလာယာ243တက်ရင်မှစစ်မှုထမ်းတပ်သားကိုအောင်ကျော်အားအဆောင်စစ်သားများအလစ်တွေထွက်ပြေးလာပြီးကြောင်းမဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့တန် အလင်းဝင်ခဲ့ကြောင်းသိရှိရပါတယ်။သူကနောင်ရှုံမှာတရားတွေခင်းပြီးတရားတွေပြင်နေတဲ့အချိန်မှာအဆောင်စစ်သားတွေရဲ့အလင်းမှာခွက်ပြေးလာတော့ပါလက်ရှိကတော့သူ့ကိုကောင်းကောင်းမွန်မွန်ထားထားပါတယ်။သူ့မိသားစုတွေစီပြန်ပို့ပေးဖို့စီစဉ်နေပါတယ်။သူ့မိသားစုတွေနဲ့တွေ့ပြီးရင်တော့တော်လန်ရည်တဲ့ကိုဆက်လက်ပါဝင်မယ်လို့ပြောဆိုထားပါတယ်လို့ကြောင်မဲခန့်အထုတက်ဖွဲ့မှထောက်ဖို့ရဲပေါ်မတ်ရွှေကျူးကပြောဆိုပါတယ် အလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားကိုအောင်ကျော်ဟာမန္တလေးမြို့ကြောက်ဝိုင်းမှာပေါ်တာဆွဲဖမ်းဆီးခံရကမကွေးစုတောင်းရေးတပ်တို့ကိုဆောင်ခံရတဲ့အကြောင်းထို့နောက်မိသားစုနဲ့အဆက်အသွယ်ဖြတ်တော့ကနန်လန်မြို့သို့ပို့ဆောင်လိုက်ပြီးစစ်မှုထမ်းအပတ်စဉ်စစ်မှုပုတ်တက်ရောက်ခဲ့ရသူဖြစ်ကြောင်းတင်းရရှိပါညောဒုတိယသတင်းတပုတ်အနေနဲ့ပခောက်ကူမျိုးနဲ့ဆလင်းမျိုးတို့မှာစစ်တပ်နဲ့ပြူစောတိများကလူငယ်9ဦးကိုစစ်မှုထမ်းအဖြစ် ပေါ်တာဆွဲဖမ်းသည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းပခုတ်ဝူမြို့နယ်အရှိရှောက်ကန်ရွာကိုအကြံဖက်စစ်တပ်ကဝင်ရောက်စီးနှင်းပြီးလူငယ်၃ဦးကိုစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဖမ်းဆီးခံရတဲ့လူငယ်များရဲ့မိတ်ဆွေများကပြောဆိုပါတယ်။ယမန်နေ့အော်တိုဘာလ23ရက်နေ့နနက်9နာရီအချိန်ပခုတ်ကူတက်တစ်တုံညာတင်မှာထွက်လာတဲ့စစ်ကား၃သီးပါစစ်တပ်စစ်ကြောင်းကပခုတ်ကူမြို့နယ်အရှိရှောက်ကန်ရွာသို့ ဝင်ရောက်စီးနှင်းမိလူငယ်၃ဦးကို ပေါ်တာဖက်ခန်းစီးခဲ့ကြောင်းခန်းစီးခံရတဲ့လူငယ်များအသက်၁၈နှစ်မှအသက်၃၅နှစ်အတွင်းဖြစ်ပြီးစစ်မှုထမ်းခိုင်းရင်ပေါ်တာဆွဲထမ်းစီးခြင်းဖြစ်ကြောင်းသိရှိရပါတယ်စစ်ခွေးတွေကအရှိရှောက်ကန်ရွာကိုဝင်ရောက်စီးနှင်းပြီးလူငယ်၃ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားပါတယ်မနေ့မနက်9နာရီအချိန်မှာဝေဖမ်းတာဖမ်းသွားတာလူငယ်တွေကြီးပဲလက်ရှိမှာသူတို့ဘယ်မှာဖမ်းဆီးထားလဲဆိုတာမသိရသေးပါဘူးမနေ့ညနေပိုင်းအထိစစ်တပ်က အရှိရှောက်ကန်ကြီးပါမှာပဲရှိနေတာပါလို့ဖန်စည်းကံလူငယ်တအူးရဲ့မိတ်ဆွေကချင်းပြထားပါ့ကေအလားတူမကွေးတိုင်းစလင်းမျိုးပေါ်ရှိမျိုးမစေးအနီးမှာစစ်တပ်နဲ့ဖြူစော်ထင်းရလူငယ်၄ဦးကိုပေါ်တာဆွဲဖန်စည်းခဲ့ကြောင်းကီတူညီနောင်စလင်းတရင်တော့တာဝန်ခံကပြောဆိုထားပါတယ်အောက်ဂိုဘာလ16ရက်နေ့စလင်းမျိုးပေါ်ရှိစလင်းမျိုးမစေးပတ်ဝန်းကျင်မှာစစ်တပ်နဲ့ဖြူစော်ထင်းရလူငယ်၄ဦးပေါ်တာဆွဲဖန်စည်းခဲ့ကြောင်းဖန်စည်းခံရသူများမှာ ဘေးတွဲဆိုင်ကမောင်းသူနှစ်ဦးနဲ့စလင်းမျိုးပေါ်မှာဈေးလာဝယ်တဲ့ကြေးရွာများမှာလူငယ်နှစ်ဦးဖြစ်ကြောင်းသိရှိရပါတယ်။ချစ်စင်ကစလင်းမျိုးပေါ်မျိုးမဈေးပတ်ဝန်းကျင်မှာပေါ်တာဆွဲခံရတာပါ။ဘေးတွဲဆိုင်ကမောင်းသူကနှစ်ယောက်ပါတယ်။အပန်းခံရသူတွေကအသက်အရွယ်30ကျော်ကနေအသက်အရွယ်40အတွင်းသို့သိရပါတယ်။နာမည်ပဲကြေးရွာတွေကတော့သိရှာမသိရသေးပါဘူးလို့ပြည်သူညီနောင်စလင်းတောင်ဝန်ကန်ကပြောဆိုပါတယ်။အလားတူအော်တိုဘာလ16ရက်နေ့တွင်စလင်းမျိုးနဲ့တက်တကိုင်းရွာ တောင်ပရှန်အမိုက်ကျင်းတွေပလုံကောင်းတွေကတာအဖသုံးကိုစစ်တပ်ကဖမ်းဆီးပြီးဖားခဲ့ဖြစ်သူကိုခေါ်ထောင်သွားကြအော်တိုဘာလ16ရက်နေ့မှာစလင်းမျိုးနဲ့တနတ်ကုန်းရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်းပြီးလူငယ်၄ဦးကိုလည်းပေါ်တာဆဲဖမ်းဆီးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ဆုံးသတင်းတပုတ်အနေနဲ့ဂီတိုလူတို့ကိုပြစ်မှတ်ထားပြီးလေချောင်းတိုက်ခိုက်နေတဲ့လူစုလူဝေးနဲ့ပွဲများနဲ့ဖျော်ပြေပွဲများကိုမပြုတ်လို့ရဒီပေးပကပကသတိပေးဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်းဒီပေရင်မြို့နယ်မှာအကြံဘက်စစ်တပ်ကပြည်သူလူထုကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်ပုံကျဲနေတော့ကြောင့်ဘာသာရေးအလှပွဲမင်္ဂလာဆောင်ပွဲများပြုလုပ်ကျင်းပရာဆိုင်းဝိုင်းအငင်းစဲပွဲစသည်တို့ဖြင့်ထဲ့သွင်းအက်ခင်ချော်ပြခြင်းများမပြုကြရင်ဒီပေရင်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအပွဲမှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ယခုအချိန်ကာလအပိုင်းရှာမှာအကြံဘက်စစ်တပ်ကပြည်သူလူထုအစုဝေးရှိတဲ့နေရာများကိုပြစ်မှတ်ထားပြီးစစ်တပ်လေထီများဖြစ်၎င်း ဂျက်ဖိုက်တာများဖြစ်၎င်းဘုံကျဲတိုက်ခိုက်မှုများအဆက်မပြတ်ပြုလုပ်နေသောကြောင့်မိဘပြည်သူများအနေနဲ့ဘာသာရေးအလှပွဲမင်္ဂလာဆောင်ပွဲများပြုလုပ်ကျင်းပရာမှာဆိုင်းဝိုင်းအငိမ့်ဇက်ပွဲစသည်တို့ဖြင့်ထဲသွင်းအခန့်ဖြောပြခြင်းများမပြုလုပ်ကြရဲသတိပေးခြင်းဖြစ်ပါရဲ့ညောင်းစစ်ကော်မရှင်ဘက်ကနေလူစီကားတဲ့လူစုလူဝေးရှိတဲ့နေရာတွေကိုလေချောင်းကနေဦးတီပြီးတိုက်ခိုက်နေတာတိတိတတာပုံများလာလို့ပြည်သူလူထုတွေထိခိုက်ဆုံးရှုံးမှုနည်းပါးစေရဲ့အတွက်ရည်ရွယ်ပြီးထုတ်ပြန်ရတာဖြစ်ပါတယ်လို့ ဒီပဲရင်တို့နဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဆိုပါသတိပေးချက်ကိုဒီပဲရင်မျိုးနဲ့ပါအာဖာပါကာဖာပါလာခါတို့နဲ့သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးမျက်နှာစုံပြီးအစည်းအဝေးပြုလုပ်ပြီးတော့အော်တိုဘာလ၄ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသတိပေးကြေညာချက်ကိုမလိုက်နာပဲဖောက်ပြက်ကျူးလွန်မှာကကျူးလွန်သူရဲ့တာဝန်ဖြစ်ပြီးထိရောက်စွာရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတိပေးထားပါနဲ့ပြည်သူလူထုအနေနဲ့စစ်ရေးအသည့်သတိအမြဲထားရှိကနေကြောင်းအန်တရာယ်ကို အထုကယူ site နေထိုင်ပေးကြရဒီ parent ပကဖကဆက်လက်တိုက်တွန်းထားပါတယ်ခင်ဗျာ